ဆိုတော့တော်တည်နေတယ်ပေါ့လေဒီကတ်တွန်ရေးတဲ့ခါမှာလည်းဟာလားနော်ဒီတို့တွေ့နေရတာပေါ့ကကိုချင်းချင်းနေနော်ဒီမိတ်ဆွေချင်းချင်းနေနော်အဲအဲ့ဒါတို့ရေးတယ်ရေးတာတွေ့ရတယ်ဟာလားဆိုတော့ကကြတော့နောက်တစ်ခါပေါ့ဗျရေးတဲ့ခါမှာဟောဆိုပါဆိုအခုဆိုတော့တော်တည်ရေးနေတာဟာလားစတူဒီယိုလေးလောက်ပြီးတော့ရေးနေတာမျိုးတွေ့ရတယ်လေဆိုတော့ကကြတော့ပြောနေတာဒီလိုပါဘယ်လိုအချိန်တွေမှာ အကြည့်ရေးလဲဘယ်လိုခြေနေမှာကာတွန်းရေးလဲอืมစသဖြင့်เนาะအဲ့ဒါအဲ့ဒါလေးလဲဒါပြောပြပေးอืมပကြီးကတော့ကျွန်တော်ကလုတ်တစ်ခုလိုလဲလုတ်တယ်ကျွန်တော်အရင်ကတည်းကလဲအဲဟိုဂျုံးကလုတ်ခဲ့တဲ့ဟာလဲပါတယ်ဟိုမနေ့ဆိုရင်လုတ်တစ်ခုသွားလုတ်တဲ့ပုံစံမျိုးပေါ့အဲ့မနေ့ဆိုလို့ရှိရင်အဲအဲ့ရထားလို့ရှိရင်သူကစားတော့ပြီးလို့တခါကြီးလမ်းမှာစားများပါတယ်အဲပြီးလို့ရှိရင် SU သွားတယ်အဲပကြီးရေးတဲ့ဟာရှိတာကိုရေးတယ်အဲမိမမိသားစုကတော့ တက်တက်အိမ်မှာနေခဲ့တာပါအဲ့တော့အဲ့ချိန်မှာစေးလေးရေးလို့ရတယ်ဟောပကြီးရေးတယ်အမနေလဲကြလို့ချင်းစီလူကပြန်လာတယ်တခါကျလည်းညနေထိအောင်တော့ပြန်လာပြီးတော့ညပိုင်းကိုအဲ့တင်ကြီးတွေနဲ့အဲ့လိုတွေ့ကြမယ်အဲ့ဆိုင်မှာထိုင်ကြမယ်ဘာညာဆိုလို့ရှိရင်ညပိုင်းမှာတော့ကာတွန်းရေးပြတာများတယ်ဒါပေမဲ့အလုံးအတက်ပေါ်မူတည်ပြီးတော့ဘဲချင်းဘဲချင်းတော့ကျွန်တော်အဲ့လိုမတတ်မှတ်ထားဘူးဘယ်တော့မှအဲ့တော့ ဟိုခုတပြည့်လုံလေးတစ်ခုအပ်ထားလို့ရှိရင်ဟိုတယောက်ကိုစောင့်နေလို့ရှိရင်လည်းအဲ့ဒီဟာတွေပတ်သက်တဲ့ဟာတွေထောင်းနေတာမျိုးတို့ဒါမှမဟုတ်ရှိရင်အဲ့ဒီဟာကိုစကက်ကောက်နေတာမျိုးတို့ဟိုအဲနောက်နောက်ဆုံးဘာလုံးဝမရှိဘူးဆိုရင်ငါဘယ်ပြီကားကိုရေးဖို့အတွက်စတဲတာမျိုးတို့တော့လုပ်တယ်ဟိုအချိန်နဲ့တတ်မှတ်ပြီးတော့တော့မရှိဘူးကျွန်တော်စတိနေမရှိဘူးဥပုံနေမရှိဘူးအဲ့တခါလေးမလုပ်တဲ့နေတော့နည်းနည်းရှားပါတယ်ဟိုခီးသွားတာတို့အဲတခါလေးကလေးနဲ့ဆော့တဲ့ဟာမျိုးတော့မရေးပြဘူးကျန်တဲ့ဟာကတော့တော့ရှောင်းရေးပြရေး ရေးတယ်ဆိုတော့တတိလေးအစားကြီးကြီးပေါ့နော်ရေးရေးပါတယ်ဟုတ်ဟုတ်နောက်တစ်ခုကလေဒီကတ်တုံးမှာကြတော့ဟိုပေးခြင်းနဲ့ message ကိုတိုက်ရိုက်ပေးလို့ရရပါတော့နော်ဆိုတော့တစ်ခါပကြီးမှာကြတဲ့ခါကြတော့ကိုပြောခြင်းနဲ့အကြောင်းအရာအကိုပြောခြင်းနဲ့ theme ကိုကြတော့ရောဘယ်လိုမျိုးပုံစံပေါ့ဟုတ်ကတ်တုံးနဲ့ပကြီးနဲ့ကကြတော့อืมဒီပေါ့ပုံသဏ္ဍာန်ချင်းကလည်းမတူဘူးလေဟုတ်တယ်မတူတဲ့ခါကြတော့ဒီ ဖနှင်းမှုပါဒါပေမဲ့အဲ့ဒီဟာကွဲတော့ကွဲတယ်ကိုယ်လည်းမဒါပေမဲ့ဟိုကပေါ့ဟိုပကြီးကားမှလည်းရေသေးသေးလို့ရှိရင်ဟိုမတော်ဆရလာတဲ့ treatment တွေကပြောရလို့အဲ့ဟိုလေငါတော့ဒီလိုလေးရေးမယ်ဆိုဟိုအကြမ်းမြတ်တဲထားတာပေါ့အဒီရောင်တော့သုံးမယ်ဒီနောက်ခံဒီရောင်တော့ရှိအောင်ဒီအောက်ဒီတော့သုံးမယ်ဒါပေမဲ့အဲ့ကြားထဲမှာရေးနေမှာရလာတဲ့ဟာကိုပြောလို့ကတ်တုံးမှလည်းတစ်ခါတည်းကျွန်တော်တည်ထားတာရှိတယ်။ဩဒီဟာလေးဒီကြောင်းကလေးတော့ရေးမယ်။ အဲဒီလိုပဲဒါပေမဲ့ပုံရေးပြီးတော့စာလေးထည့်မဲ့ချေပါအားထည့်ကောင်းတာလေးရလို့ရှိရင်အဲ့ဒါပြောရတာဟုတ်ဟုတ်အဲ့တော့ဟိုပေးခြင်းတဲ့ message ရတော့ဟိုအဲ့လိုလေးရတာပုံများတယ်ကျွန်တော်မှာဟိုလေဟိုဒါပေမဲ့ပုံပုံမှန်ကတော့ဒီကာတွန်းလေးကိုတော့ဒီလိုရေးမဲ့ဆိုတခါလေး note လေးမှာမှတ်ထားတယ်ဒါပေမဲ့တကယ်ရေးပြတဲ့ဟာကျနောက်တစ်ခုဖြစ်သွားတယ်လေဖြစ်သွားတာအဲပကြီးစကားဆိုလေအဒီနေ့တော့ငါကျုံးကားလေးကိုသူဟိုနည်းနည်းကိုယ့်အကူလေးတွေထွင်ရေးအောင်မယ်ဆိုပြီးတော့ဒီရောင်လေးတော့ထည့်မယ်လို့တည်ထားတယ်။ဒါပေမဲ့ ဟိုဟာမြန်လဲပကြီးရတာပဲရေသေးမှာတစ်ခါလေး treatment လေးရတယ်လေအဲ့လိုပျော်တဲ့ကားရကျွန်တော်ပူကြိုက်တယ်အဲ့လိုဟိုကတုံးမှာလည်းအဲ့လိုရတဲ့ဟာလေးတွေကအပူကြိုက်တယ်တစ်ခါလေးဟိုနည်းနည်းလေးဟိုနည်းနည်းညှိလာတဲ့ဟာဆိုကြတော့လေအဟိုဟာကတုံးဆိုလေနည်းနည်းလေးရေးပြီးတော့ဟိုကောင်းမှမလားဆိုမိမောက်ပေးဖက်တာပါရှိတယ်ပကြီးဆိုလေကိုရေးပြီးတော့ ်အော်တို့နွေဒီအားတော့ငါတင့်ကြဘလူးနင်ခံလာရလဲဆိုတာအဲ तू तू ကတော့တခါလေးကြည်ပေးတယ်အဲအဲ့ဒါ तू လက်ထဲပြောပါသေးတယ်အဲဘုံအဲ तू ရဲ့ကုညီတွေလည်းအများကြီးပါပါတယ်ဟို तू က तू ကကြဟိုဘေးမှာဟိုရင်းနှီးဆုံးပရိသတ်လို့ဖြစ်နေတာဟုတ်နော်အဲအဲအဲ့လိုအဲ့လိုအဲ့လိုပဲရေးတာများတယ်ခုနကဟိုကဟိုကပြောလို့ကတော့တော့ထဲပေးတာတော့မှန်တယ်ဒါပေမဲ့ပကြီးမလည်းထဲရလိုက်တယ်ဟာလည်းရှိလို့ကိုယ်ဝယ်ပြီးတော့မှဒါပေမဲ့ပကြီးကပူကောင်းတာကျွန်တော်ကျွန်တော်တို့ကကြတော့ဟိုက non objective မဟုတ်တော့ ပြင်မလားဟိုပုံစံပါတာဟိုဒါပေမဲ့ပုံစံပါတဲ့အဲမှာမှာကျွန်တော်ပေးချင်တဲ့ message တမျိုးဆိုပဲကိုလိုင်းဝါရတဲ့ message တမျိုးဆိုလဲဝမ်းသာဖို့ကောင်းတာပဲလေအဲအဲ့တဖို့ပေါ့နော်ဟုတ်ပြီဆိုတော့ဒီတော်တည်းရဲ့ကာတွန်းတွေကိုနော်လူတွေနှစ်သက်ကြနားကြိုက်ကြနောက်တစ်ခါတော်တည်းရဲ့လက်ရာတွေကိုလည်းကြိုက်တဲ့လူတွေနော်ဒီလိုရှိတယ်နော်ဆိုတော့အခါကျတော့အဲ့လိုမျိုးသူတို့ဒီလက်ရာတွေ ။ဘာကြောင့်ချိုက်တယ်လို့ကိုကိုကိုပေါ့နော်ခါတရံပါဗျာပြီးတော့သုံးသပ်မိတာရှိတယ်။ဘယ်ချက်တည်းကသူတို့ကိုသွားပြီးတော့ချိုက်စေတယ်လို့ပြောလို့ရသူကပေါ့ကျွန်တော်ကဟိုကတုံးဆိုလဲချိုက်တယ်ဆိုတော့ကတုံးကတော့ခုနပိုင်းကဒီအရင်နဲ့ပတ်သက်တာကြီးရညလာဟိုအဲ့တော့ကုတ်တငယ်ကြီးနေရလဲဒါသမားများလေတဏ္ဍာငလုံးလဲဟိုခုန်တဲ့တေလူကဒါတော့မဆိုင်ပြီးတော့မိမကြီးအကြောင်းလဲရေးတယ်ဆိုဒီတကယ်တဲ့ပြင်မာဖြစ်ပြနေတဲ့ ဟိုချုပ်လေးတွေပေါ့အဲ့ဒီဟာလေးတွေကို twist ထည့်ပြီးတော့ရေးတဲ့ဟာလေးတွေကြောင့်မို့လဲလူကျက်တယ်လို့ထင်ပါတယ်ဟိုလူတွေနည်းနည်းဟိုဟာဟိုခံစားမိလို့ထင်ပါတယ်အဲ့တော့ပကြီးမဆိုလဲအဲ့လိုမျိုးပေါ့ဟိုခုနပြောလို့ကျွန်တော်တို့စိတ်ထဲမှာရှိတဲ့အတိုင်းကျွန်တော်ဟိုကျွန်တော်စိတ်ထဲမှာပုံရိပ်လို့ရှင်လဲဟိုဟိုတူသွားရတော့ရှိတာပေါ့ဟိုဆရာကြီးနဲ့တူတာဒါကတော့ဟိုပလန်ဝိုင်းဟိုဒီလောကကြီးထဲမှာဒါတွေကတော့တူးနေမှာပဲရှိမှာပဲလေတော့ဒါပေမဲ့ကျွန်တော်အဲ့ရိုးသားသား ဟိုရေးလို့ပြလာမသိဘူးကိုရိုးသားရဲ့ဆိုတာလေသူများရဲ့မျိုးသားရဲ့ပြောမဟုတ်ဘူးတအားလုံးမယူတော့ဘူးဗျာကိုရေးတဲ့သူလိုပဲချက်လိုက်တာအဲချက်လိုက်တဲ့ဟာဒီတစ်မပေါ်ရင်လည်းပေါ်ပေါ်တယ်တော့အဲ့ဒါထူးဆန်းတယ်လေနော်ဟုတ်လားပြီးတော့ကျွန်တော်ကျွန်တော်လည်းသိတယ်ဟာဒီဟာကြီးကတော့ငါလုံးကြံထားတာလားကွာဒါကြီးကတော့ဟိုငါကငါရထားလားကွာကိုမတိလိုက်ဖက်ရထားလားကွာပြီးတော့နောက်တစ်ခုဟိုဆက်ပြီးလို့ပြောမှာကျွန်တော်အဲ့ဒီဟိုဟာဟိုကြိုက်တယ်ကိုကဟိုကြိုက်တယ်ဆိုတာဒီပကြီးကားတစ်ခါရေးပြီးရင် ဒီဥပုံစံမျိုးလေးရေးပါလို့ရေးရတော့ပြီးတော့တကယ်ကိုလည်းအဲ့ပကြီးကရေးတော့မှမူလည်းမရတော့သလိုဒီတိုင်းလည်းပြက်ကြည့်လို့ရင်ကဒါဘလို့ရေးထားတာပါလေးဆိုတော့မှပြက်ကြည့်ရတယ်ဟိုငါမရေးတော့ဘူးအဲ့မှာအဲ့တော့ဟိုရေးနေတဲ့ချင်ဖြစ်တဲ့ဟာကြီးอ่ะလေအဲ့တော့တခါလေးအခက်လေးကားကြီးဆိုလဲကျွန်တော်ရေးနေတဲ့ဟာမှာဟာတိုင်းရမျိုးသားကကျွန်တော်စိတ်ကုန်ပြန်တော့ပြန်လုပ်ပြတာအဲ့ကားကြီးဆိုလဲပြန်ပြန်ချရချပြန်တာအဲ့အဲ့လိုမျိုးပေါ့နော်ဟိုအဲ့ဒီဟာကတော့ဟို ဟိုပကြီးဆရာတိုင်းလည်းသူ့ကိုသူတိမှာပါတော့တော့အဲ့လိုမျိုးအပြောပြောကြလဲကောင်းတယ်အဲ့လိုမျိုးဘယ်လိုပြောမလဲဟောပေါ့ရေးနေတဲ့အချိန်မှာရှိတဲ့မှုမှုပေါ့ဟဲ့ပေါ့မှုပေါ့မှုပေါ့မှုပေါ့နောက်တစ်ခုကဟိုဆွေသေးလောက်မျိုးဆိုလို့ရှိရင်လည်းအစီတန်းအစီတန်းလေးပေါ့အဲ့အဲ့အစီတန်းလေးပြီးတော့နောက်တစ်ခုကအဲ့မှာကိုကရိုးသားသားလုပ်လိုက်တာလားဟိုဆန်းထွင်ပြီးလုပ်လိုက်တာလားရှိပီးသားဟာကိုပြန်ယူတာလားဆိုတာလေကိုကိုသိရဗျာပကြီးကားမှလည်းတော့ပေါ်တယ်အေးအဲ့ဒီဟာလေးတွေမှာအယောင်လေးတွေရဲ့မတော်တဆမှုတွေ ဓာလီတွေဟာလူတွေရဲ့ဟိုတခါလေးဟိုလူတွေလည်းဖုံမဲ့ကြိုက်တယ်လို့ရှိဟိုဟာဖုံမဲ့မဟုတ်တာကြိုက်တယ်လို့ရှိရဟုတ်အဲ့မှာတွတ်တဲ့ထင်ပါတယ်အဲ့ကြောင့်သူတို့နည်းနည်းလက်ခံလို့ထင်ပါတယ်အဲ့လိုတွတ်တီတို့အရင်တော့နေတဲ့ပုံစံတွေပေါ့လေတွတ်တီလည်းလောလောလတ်လတ်ပဲနေကြတာပါပဲနော်လဲတန်းမှာနော်လဲတန်းမှာနော်စမ်းကြောင်းပါဟုတ်လားစမ်းကြောင်းနော်တော့တော့ရေချိုးတက်ပေါ့စမ်းကြောင်းရေချိုးတက်ကသူဟာဆိုတော့ဘာပဲပြောလို့ဒီဘက်ကတော့တွတ်တီလည်းတော်တော်ရင့်ချက်လာ နော် life sign လည်းပြောင်းလာတယ် biology ဟဲ့ဆိုတော့အဲ့ရနဲ့ပတ်သက်လို့ရောတော့ဘောဘလိုတွေပေါ့ကိုအတွေ့ကြုံတယ်ဘလိုတွေဖြတ်သန်းလာလဲဘလိုကြောင့်ပြောင်းလာလဲပြောင်းတယ်လို့ကျွန်တော်ကတော့ပြောင်းတယ်လို့တော့မထင်ပါဘူးဒါပေမဲ့ဟောပေါ့လူတွေအများကြီးနဲ့လည်းတွေ့ခဲ့တယ်နောက်တစ်ခုကအိမ်အောင်ကျသွားလဲပါတယ်မိသားစု lifestyle လည်းဖြစ်လာတာဟိုမိသားစု lifestyle မှာဟိုဘုံဘောတောင်းနေလို့လည်းမရတော့ဘူးလေမရတော့ဆိုတော့ဒါထင်းထင်းသေးသေးလေး တော့လေတမီတမီလည်းရှိရလေဟိုတယောက်တည်းမဟုတ်ဘူးလေသူကသူကထမင်းလေးလည်းထားသေးရလေအဲ့တော့လို့လို့ရတယ်အဲ့တော့အဲ့တော့လို့ရတယ်ဟုတ်တော့ဒါကြောင့်လည်းဟုတ်လားခုနကကွဲဆိုရင်ပြန်ရတာဟုတ်လားလည်းတည်းပဲတည်းပဲချီးခတ်လို့လေကျွန်တော်စံတော်ကြီးကိုလိုက်လိုက်လို့နေရှိအဲ့တော့ဒီခနာဘွဲသွားရအောင်မကြည်ပြဝန်းနဲ့ပတ်သက်ပြီးတော့တော်တိနေနေလဲဟုတ်လားဒီပြောပြောရတယ်ရှိမှာလို့ထင်တယ်လေဒီ funding မှုတွေနဲ့เนาะဆိုတော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လည်းပြောပြမယ် အဲဆားဆားကလည်းပြောလို့ပြောတယ်လို့ပေါ့ကျွန်တော်အဲဟိုပါပေါ့စပေါ်တာပေးတဲ့အကူတယောက်ရှိသူကတမန်မထဲနေတယ်ကိုဖြိုးဝေးလာတယ်သူကသူကအဓိကပေါ့ပြီးတော့ကျတော့ဒီဟာလေးမှာကျွန်တော်ကားလေးတွေကိုမှတ်တရဖြစ်အောင်ဒီ CD ကနောက်ရေးမှာမဟုတ်လို့ဆိုအမေမဖော်တော့သူကိုဖြိုးဝေးလာကိုဖြိုးဝေးလာပေါ့အဲသူเจ้าကလည်းမပြောပါနဲ့ဆိုတော့ကျွန်တော်ဒီလိုပါရိုက်ထည့်လိုက်ပြီးမသိဘူးအဲနောက်ပြီးတော့ဒီစလုံးလေးပေါ့ဒီစလုံးလေးဆိုလို့ရှိရင်ဒါကိုနေမျိုးစေးရဲ့စလုံးလေးပေါ့ကိုနေမျိုးစေးကတော့ကျွန်တော်ရဲ့ ိုကြီးကြနေကြဆရာပေါ့ဟိုကိုသူ့ရဲ့လက်ရည်လက်ကြိုက်ခဲတာတစ်လုံးကြိုက်ခဲတာအဲ့တော့ကျွန်တော်ဟိုပြောပြောရမယ်ဆိုဟိုစာမင်္ဂလာဆောင်ကလေးအဲ့ကျွန်တော်နှစ်ယောက်ရဲ့ပုံလေးကိုရေးရအောင်ကျွန်တော်ဖိတ်စာလုပ်ခဲ့ဘူးလေပြီးတော့နောက်နောက်ပွဲတွေမှာဒါနဲ့ဆိုရင်ခုနပြောကြည့်ပြီးသုံးပွဲရှိပေါ့ဟိုဟိုကတော့တီတာဝတာကာလာတီတာဝတာကာလာရှိတယ်နောက်နောက်ပြီးကြတော့အရှိကဘုရားမေတ္တာအရှိရတော့မေးပါဗျကနဝဲသွားရအောင်ပြီးတော့ ဟိုအရီချဲတော့ဆံမုတ်ဆံမုတ်ရေးပြအဲ့တော့ကျွန်တော်ကနည်းနည်းနိုင်ကျင်းရမယ့်ဆရာကြီးလည်းရှိတာပေါ့ပြီးတော့ဒီဟာပွဲလို့တော့ကျွန်တော်စဉ်းစားတာဒီဟာနဲ့ပတ်သက်ပြီးတော့ရေးမဲ့ဆရာကြီးစဉ်းစားတော့ကျွန်တော်ဟိုမန်လေးမှာတကယ်ဟိုအဖေလိုနေခဲ့ရတဲ့ဆံနေဦးမြင့်ရှိတာပေါ့ဆံနေဦးမြင့်ကိုအဲ့ဒီသူ့ဆောင်းပါးလေးရေးထားတယ်အဲ့ဒီဟာလေးကိုလည်းကျွန်တော်စောက်ပုံစံမျိုးလေးထုတ်မယ်စောက်ပုံစံမျိုးဆိုတာကတ်တလောက်ဆက်ဆက်ပေါ့သူ့ဆောင်းပါးဆိုတူတူလေးဆိုတော့ပကြီးကားလေးနဲ့တွဲပြီးတော့အဲ့ဆောင်းလေးလေးဟိုကထုတ်ဖို့ရှိရဲအဲ့ဒါလေးဆံနေဦးမြင့်ကိုကုညီတော့သူကကုညီပေးချပါတယ်အဲ့ဒါလေးတွေရှိတယ် ဟိုပြီးတော့ကြတော့အဓိကအဒီပွဲမှာတောက်လျှောက်ဟဲ့မြဲဟဲ့လူဘာလို့ဟဲ့လူဘာလို့ငောက်နေတယ်ဟိုကျွန်တော်ကုပြေစင်းပေါ့အားရှိတယ်ပြီးတော့မင်းသား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 လည်းကြောက်တယ်မင်းသားတော့ကြောက်တယ်နောက်နောက်နောက်ပွဲကဟိုဒီဟာကိုပြတော့ဘယ်လိုဘယ်လိုလုပ်ဆိုတာမသိမတာနဲ့တီတာနဲ့ဒွန်နှွေးပေါ့အဲ့ဒါပါတာပေါ့နော်နောက်ထပ်သူလည်းထည့်ပြပါလား အခုဒီကနာခွဲသွားရအောင်ဆိုတော့ပကြီးပြဝဲနဲ့ပတ်သက်လို့ပရိသတ်ကိုနော်ဘယ်လိုမျိုးတွေဟာလာပြောလိုတာရှိလဲဘယ်လိုမျိုး message တွေပေးလိုတာရှိလဲဒါလေးလည်းပြောပြပေးပါအဲဒီကျွန်တော်တို့တောင်းတော်မျိုးမွေးရလေကိုဗစ်ကလေးကမဖြစ်တာကြာပြီလေအဲ့လိုမျိုးနဲ့ကနားတွေပါတွေကြတော့လေဒီမှာရန်ကုန်ကတော့ကျွန်တော်တို့တက်တက်တန်းနဲ့ကျွန်တော်တို့အရွယ်တို့ကျွန်တော်တို့ထက်နည်းနည်းကြီးတဲ့ဟာတွေကတော့တိမှာပေါ့ကျွန်တော်ကလေးတွေကြတော့ခုခေတ်ကလေးတွေအတိတ်မြင်မှုမှာမဟုတ်လေအဲ့တော့ ဲ့ဒီလိုမျိုးပွဲတော်လေးပါလေးကြည်ကျင်နေအဲ့လိုပကြီးကားလေးကြည်ကျင်နေဆိုရင်တော့ဒီကျွန်တော်တို့ကိုဆန်းဦးရဲ့ attributed gallery ငါးလွှာမှာ၃ရက်နေ့ကနေ9ရက်နေ့ထိပြသထားမှာဖြစ်ပါတယ်။လာကြည့်ပါလို့နော်။အဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဗောလေတော်တီရောဘယ်လိုမျိုးမခံစားနေရလဲနော်။မင်းကြီးကလည်းတော်တော်ကိုရိုးမရဖြစ်ပြီးတော့နော်။ရှင်းကုန်စိတ်လုံးချားနေပုံပေါ်ပါနော်။အဲ့ဒါပတ်သက်ပြီးတော့ပြောပြရမယ်။ ဒီဘက်နဲ့ပတ်သက်ပြီးတော့ဟိုပါဦးကပြပွဲတွေကတော့ဟိုလုံးဖြစ်တဲ့အစားအထိကခုနကအစားအစားကလေးပြောသလိုလေဒီပွဲလက်ရလည်းနည်းနည်းချားနာထားတယ်ပြီးတော့ subject ကလည်းမတူဘူးခုံတဲ့ subject လေးလှုပ်တဲ့ subject လေးဆိုလူကလည်းလှုပ်ချင်ဘုံဘုံမှာလှုပ်ချင်တာဆိုအဲလာကြည့်ကြပါလို့ပဲပြောချင်ပါတယ်အဲကနာဝဲသွားရအောင်ဆိုတဲ့အတိုင်းကျွန်တော်ကျွန်နဲ့ပြန်လည်သွားအောင်